မိတ်ဆွေများအလုံးမင်္ဂလာပါအခုမကြခင်ပေါ့နော်ကျွန်တော်တို့2025မြန်မာနိုင်ငံရေကောက်ပွဲပြန်လည်ကျင်းပတော့မှာပေါ့နော်ကျွန်တော်မနေ့ကပို့တစ်ခုတွေ့တယ်ဗာပို့လဲဆိုတော့အဲ့ဒီတယောက်ကပြောတာပေါ့နော်သူကလည်းတရင်သမားလားတုံးတန်းလွေဖန်ရေးသမားလားတော့မသိဘူးသူပြောတာဗာပြောလဲဆိုတော့အခုမြန်မာနိုင်ငံမှာဒီရေကောက်ပွဲကိုပါဝင်ရှင်းပြန်ဟို ရှင်ပြိုင်မဲ့ပါတီတွေပေါ့နော်အဤပါတီတွေအကုန်လုံးကတစ်ချိန်ကျရင်ပြည်သူလူထုတွေရဲ့တရားခံဖြစ်လာပါလိမ့်မယ်တဲ့ကြော့စင်းစားတာဘာကြောင့်ဘာကြောင့်ဒီပါတီပေါင်းမြောက်များစွာနဲ့လူထုတွေကပဲဒီပါတီကိုတည်ဆောက်တာဒီလူထုတွေကနေပြီးတော့မှပဲအရွေးခံဝင်ကြတာနော်အဲ့တော့ထားလိုက်ပါဒါကတော့သူတို့ သူတို့ရဲ့ NLD ပါတီမပါတာနဲ့ကြံတဲ့ပါတီတွေအကုန်လုံးကတမိုင်းတဲ့ခန်နေဖြစ်သွားတယ်ဆိုတော့ဒါနည်းနည်းမားနေတယ်ပေါ့နော်နည်းနည်းမားနေအလွာပေါင်းစုံနေရာပေါင်းစုံကာလဒေသပေါင်းစုံနေထိုင်နေတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးကဟိုအဲ့ဒီ NLD မပါတာနဲ့ကိုဟိုကြံတဲ့ပါတီတွေအကုန်လုံးကမြန်မာနိုင်ငံရဲ့တရားခံဖြစ်သွားတယ်ဆိုတော့တော်တော်ချက်တဲ့အုံတော့အသွေးခေါ်ပဲလို့ကျွန်တော်ကတော့အဲ့လိုထင်တယ်ပေါ့နော် ဟိုဘာကြောင့်လဲဆိုတော့အတ္တမာနတွေအရန်ခြေတန်းတင်လို့ပါခမရတို့ရဲ့မာနတွေနည်းနည်းလျှော့လိုက်ပါနည်းနည်းလျှော့လိုက်နော်အဒီခုရေကောက်ပွဲလုံးမှာကကျောင်းမြန်မာနိုင်ငံတနိုင်ငံလုံးမှာကျင်းပလို့ရတဲ့နေရာသူတို့ရေကောက်ပွဲကျင်းပမှာအဲ့တော့ဒီပါတီတွေကမဲပေးတဲ့လူ မရှိဘူးဆိုလို့ရှင်တော့ဒါပြည်သူကထောက်ခံမှုမရှိလို့ပဲအခုမဲ ပေးတဲ့လူရှိလားမရှိလားဆိုတာရေကောက်ပွဲပြီးရင်သိရမယ်အခုပြည်သူလူထုတွေကငိမ့်ချမ်းချင်းကို လိုလားလားမလိုလားဘူးလားဆိုတဲ့ဟာလေအခုလက်ရှိမြင့်မြင့်တက်တဲ့ကျွန်တော်တို့ရှိမှလည်းမြင်နေရနော်မနက်ဖြန်ဆိုပြီးပြီတပတ်လောက်တောက်ခံပေးပါ နောက်လဆိုပြီးပြီနောက်နေ့ဆိုပြီးပြီအမျိုးမျိုးစီယုံ ဖျားယောင်းသွေးဆောင်ပြီးတော့မှလှုပ်နေတဲ့နော်လှုပ်နေတဲ့လူတွေအခုအဲ့ဒီလူတွေကချမ်းသာသွားပြီနော်အခုအဲ့လူတွေကနိုင်ငံသားမှာအိုးနဲ့အိမ်နဲ့နေနိုင်ကြပါပြီခင်ဗျာနော်သူတို့ကြောင့်တိုင်းရင်းသားနေမြေတချို့ဆုံးချုံသွားတာတွေရှိသလိုအိုးအိမ်ပြက်စီးလို့ဘဝပြတ်သွားတဲ့တိုင်းသားတွေလည်းသဘုံတပင်း ရှိနေပါတယ်အဲ့ဒါဒီမဲလာမဟုတ်ပါဘူးမိသားစုစုံလင်စွာနေနေတဲ့တိုင်းသားတချို့တွေကမိသားစုမစုံတော့ဘူးနော်ဒါပါကြောင်းလဲခုနဟိုနိုင်ငံရေးကိုအကြောင်းပြပြီးတော့မှတော်လန်ကြီးဘန်းပြပြီးတော့မှပြည်သူလူထုတွေကိုလူထုလူထုတဲ့စကလုံးတွေကိုတုံးပြီးတော့မှရှမ်းသွားသွားတဲ့လူတွေအကြောင်းဖြစ်ပါတယ်เนาะအဲ့တော့ ခုနဟိုလူကြီးပြောတဲ့ဟိုမြန်မာနိုင်ငံရဲ့တမိုင်းတရားခန့်ဆိုတာဘယ်သူလဲဆိုအဲ့လောက်ဆိုရှင်းလောက်တယ်နော်ခင်ဗျားတို့ကလည်းပြောချင်ရရှောက်ပြောယူပတ်ဆံရရင်ပြီးရောဆိုတဲ့စိတ်နဲ့ခင်ဗျားတို့ပြောနေတာပဲရှင်းရနော်အဲ့တော့မြန်မာနိုင်ငံမှာအယောင်ကာလမျိုးစုံနဲ့အီးချမ်းစွာအတူရှင်သွဲနေထိုင်ကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားမြောက်များစွာရှိနေပါတယ်အခုချိန်ထိလည်းရှိနေပါတယ် ဒါကြောင့်မို့လို့စနစ်နဲ့တိစောက်ထားတဲ့အရာတစ်ခုကဒီစနစ်ကိုပြင်ဖို့ပဲကျွန်တော်တို့အရေးကြီးပါတယ်။နော်ဒီနေရာမှာသူတို့ပြန်တင်ထားတဲ့ဗီဒီယိုတစ်ပုတ်နဲ့တရကပြောရရင်ကိုဖိုးရှစ်အငိတ်မင်းသားကိုဖိုးရှစ်ပြောထားတဲ့ဟာကအာနာချင်းစနစ်ကိုတော်လန်ကြအာနာချင်းစနစ်ကိုမအလိုမရှိဆိုတဲ့ဟာသူပြောထားတယ်စနစ်ကိုပြောတာဖြစ်ပါတယ်နော်စနစ်စနစ်ဆိုတာနားအောင်လေလားမသိဘူးဒီကောင်းလေစနစ် စနစ်ကို မကြိုက်ဘူးမန်နဲ့ကျွန်တော်လည်းအာနာရှင်စနစ်ပဲကြိုက်မှလည်းဘူးမှမကြိုက်ဘူးအဲ့တော့အခုကအာနာရှင်စနစ်ကိုတည်ဆောက်နေတာဘသူတွေလဲပြန်စဉ်းစားပါ ပြန်သုံးသပ်ပါနော်အော်ဒီမိုကရေစီရရှိရေးပါငယ်လို့ပြီးတော့တော်တဲ့ရောက်တယ်လက်နဲ့ကင်တယ်လက်နဲ့ကင်ပြီးတော့လက်နဲ့ရဲ့အရာတာလက်နဲ့ရဲ့ပါဝါလက်နဲ့ရဲ့အာဏာတွေကိုထိတွေ့ခံစားပြီးတော့အခု အဲ့ဒီကောင်တွေကအာနာရှင်ပြန်ဖြစ်နေတယ်နော်အဲ့တော့စနစ်ကိုတည်ဆောက်နေတာသူတို့တွေဖြစ်နေတယ်ဆိုတဲ့ဟာလဲကျွန်တော်တို့ကဒါစဉ်းစားပြီးတော့မှပြောတင်တယ်ပေါ့နော်အဲ့တော့တမိုင်းတရားခံဘသူတွေဘာဖြစ်မလဲဆိုတဲ့ဟာတော့ဟိုမြန်မာနိုင်ငံငိမ့်ချမ်းသွားတဲ့နေ့ကြရင်တော့သိရမှာပေါ့နော်အဲ့တော့ကျောင်းမြန်မာနိုင်ငံအသွင်းထဲမှာရှိနေတဲ့ကြံချိတ်တွေနဲ့ကျွန်တော်ငင်အောင်တိုင်းသားတွေအားလုံးမိမိတို့ရဲ့အရက်ဒီတာပိုင်ဆိုင်ထားတဲ့နေမီဧရိယာမှာ နိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့မှဆောင်ရွက်တင်ဆောင်ရွက်ထိုက်တဲ့ကိစ္စအမျိုးသားရေးကိစ္စနော်မိမိတို့ရဲ့အမျိုးသားစာပေးမိမိတို့ရဲ့အမျိုးသားကိုရင်းကလက္ခဏာကိစ္စတွေကိုတိုးတက်တစ်ထက်တိုးတက်အောင်ဆောင်ရွက်ကြပါလို့ကျွန်တော်တို့အကြံပြုချင်ပါတယ်အဲ့ဒီဒီမိုကရေစီဖက်ဒရယ်အကြောင်းတွေပြောပြီးတော့မှတာယာနေတဲ့သူတွေထက်မိမိတို့ရဲ့ဒေသမှာလက်တွေ့ငင်းချမ်းရေးကိုဖော်ဆောင်နေတဲ့သူတွေကိုပူးပေါင်းဆောင်ရွက်ကြပါလို့ကျွန်တော်တို့အကြံပြုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်